။တနင်္လာသမီးတွေတပတ်စာတဲတော့ကကြမှာဖတ်ကြားပြဆိုပေးမှာဖြစ်ပါတယ်။ယခုချိန်ယခုကလာမှာအိမ်မှာအလှမင်္ဂလာဆောင်တစ်ခုပေါ်ဖို့ရှိပါတယ်ဗျာ။လောက်တော့ကတော့တည်တည်လေးပဲနောက်တော့ကြီးကြီးဖြစ်သွားလိမ့်မယ်။ဆရာတော်တမားတော်ရဲ့ပုံတော်လေးတကူကြီးဖျားတော်ရဲ့ပုံတော်လေးအိမ်ကိုကြွလာတာမျိုးလက်ဆောင်ရတာမျိုးလည်းကြုံရတဲ့အချိန်ဖြစ်ပါဆရာသမားတို့ပုဂ္ဂိုလ်တပည့်အောက်လက်ငါသားတို့ပုဂ္ဂိုလ်နဲ့တိုင်းတိုင်းဝန်းဝန်းလောက်ကတဲ့လုပ်ငန်းမျိုးတွေအကောင့်တွေပေါ်ရတဲ့အချိန်ဖြစ်ပါ ဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ထွက်နေဆုံးရှုံးနေတဲ့ငွေတွေပစ္စည်းတွေရွှေတွေပြန်ရလာတတ်တဲ့အခြေအနေဖြစ်ပါတယ်။မိတ်ဆွေပေါင်းတဲ့ကကခကကငါနာမည်ပါတဲ့သူတွေကိုယ့်ကိုကောင်းချူပေးတယ်။၎င်းတို့နဲ့ဘူးတွေပေါင်းဆက်ပြီးလုပ်တဲ့လုပ်တွေအဆင်ပြေပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်။တတိယအမနေ့နဲ့နေရတော့ရာရာလာဝပါတဲ့သူတွေကိုတော့တတိယရှောင်ကြံမှာဖြစ်ပါ တာမီနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးခံစားရမယ်အောက်လငသားနဲ့ပတ်သက်တဲ့ကိစ္စနာမည်ကုန်တင်ရမယ်ကားဝယ်ဖို့ရည်ရထားတဲ့သူတွေ1 month တလအတွင်းဝယ်ပါဗျကားကောက်ကားတန်ကားတစ်ကိုပိုင်ဆိုင်ရတဲ့အချိန်ဖြစ်ပါရန်နယ်နောက်ဆက်နဲ့ပတ်သက်ပြီးမိမိရရှမ်းမလို့တော်တယ်ပဲကိုယ်ရှမ်းလို့တဲ့သူစောင်းနှက်နေသူတိုက်ခတ်တဲ့သူ၃ယောက်ရှိပါတယ်ဗျခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ရင်းနဲ့ပတ်သက်တဲ့ကိစ္စဒီဒီမှာတော့ ကိုယ့်ဘက်ကနေ shopping ပေါင်းမှာပဲကောင်းပါလိမ့်မယ်ဗျာကျမရဲ့ပတ်သက်တဲ့ကိစ္စတည်းကတော့စီးနှင်ကြောက်ကယောဂါလေးတွေဖြစ်တတ်ပါလေခံစားရတတ်ပါဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပိတမျိုးကိုညံကြပြဆိုရမယ်ဆိုရင်တော့တတ္တေဝမနုဿတဲ့အောင်ပြီဆိုရင်တနည်းကိုပြီးခုနှစ်ပတ်စိတ်ကမှာပဲဖြစ်ပါတယ်ခုနှစ်ရက်တည်းဒီစိတ်ကမှာပဲဖြစ်ပါတယ် ကိုယ့်ရဲ့တန်တရားကောင်းဘက်ကိုဥတည်ပြီးပြောင်းလဲနေတာ90ရာခိုင်နှုန်းရှိပါလက်လာပါနဲ့ပတ်သက်တဲ့ကိစ္စလေးမှာတော့ရှစ်ကဏ္ဍနဲ့ပတ်သက်ပြီးတော့ဝင်လာပါလိမ့်မယ်ရှစ်ရာလို့ရှစ်ထောင်လို့ရှစ်သောင်းလို့ရှစ်သိန်းလို့သိန်း80လို့သိန်း100ရာလို့သိန်း100ထောင်လို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်အစိမ်းရင့်အောင်ပါတဲ့ဝတ်စားလေးကိုဝတ်ဆင်ခြင်းအပြင်ကိုယ့်ဘက်ကနေကံတာစီရမယ်ကံခွန်လန်းကောင်းရမယ် ိုပြောတဲ့စကားတွေအောင်ပဲတစ်ဖက်လူကိုပဲပါလာမှာပဲဖြစ်ပါတယ်တဲရော့ရတဲ့အတခုကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့ကျေပကံကတစ်ချက်တည်းကိုထညာခဲခွနခဲထဲပါဘေးနားမှာအမှုရံခွနတိုင်ဖျောင်းနံခွနတိုင်စိုက်ပြီးတော့မြတ်စွာဘုရားကိုကတ်လူမှုဆိုတူတွမ်းပြီးတော့ကိုဖြစ်ခြင်းနဲ့ဆန္ဒတွေကိုလေးလေးနက်နက်ယုံကြည်ကြည်နဲ့အသေးစိတ်အတန်ထွက်ပြီးတဝိုင်းဆုတောင်းပါဗျာဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ် ကစားတာညခိုက်ပြီးပြပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာလေးရောက်ရှိစေမှာပဲဖြစ်ပါလေဗျာတလဲလာသားသမီးတို့အတွက်တပတ်စာတဲတော့ကကျွန်မကိုထားကြပြဆိုပြီးမှဖြစ်ပါတယ်တလဲလာသားသမီးကဒီချေဒီကာလမှာတော့ဖြတ်ခနဲပြောင်းပြီးတော့ကွက်ခနဲကောင်းစီမဲ့အချိန်ကာလကောင်းတွေကိုရောက်လို့နေပါလေဗျာတခုတတိထားမှာကတော့မိမိတန်သူလိန်လေလှဲ့ပြမဲ့သူတွေရောက်လာတဲ့တဲ့ဒါလေးတခုကိုတော့တတိထားမှာဖြစ်ပါတယ် ဩဇာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့အထူးသဖြင့်ငွေကြေးကြီးကြီးမားမားနှစ်ခါရဖို့ရှိတယ်။စိန်တဲ့ပစ္စည်းတွေလည်းဝင်လာတတ်တဲ့အခြေဖြစ်ပါတယ်။မိတ်ဆွေပေါင်းတဲ့ကကခကကံကနံပဲပါတဲ့သူတွေကိုကောက်ကျူးပေးတယ်။၎င်းတို့ရဲ့ဘူးတွေပေါင်းဆက်ပြီးလုပ်တဲ့လုပ်တွေစင်ပြပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်။တတိယအမဲ့နေ့နဲ့နေ့ကအာအီဥအီအောအောင်တို့အေးတို့ဤတို့ပါတဲ့သူတွေတတိယရှောင်ကြမှာဖြစ်ပါတယ်။ တာသမီနဲ့ပတ်သက်တဲ့ကိစ္စတာသမီမိရာတိချက်တွေတာသမီဝင်ခဲ့ရှိတယ်။တယောက်တော့ဝင်မှာမဟုတ်နှစ်ယောက်ဝင်လိုက်ပြီ။အမွာဘူးဖြစ်ပြီမဖြစ်ရင်ခလေးနီးတယ်။ရှေ့စဉ်နောက်စဉ်ဖြစ်လိမ့်မယ်။ဘလို့ပဲဝင်ဝင်ဝင်တော့ခလေးကျုပ်ပေးတယ်။အောက်လက်ကသားနဲ့ပတ်သက်တဲ့ကိစ္စထိုးနီးလကောင်းမယ်။အောက်လက်ကသားနှစ်ယောက်ရောက်ဖို့ရှိရဲ့။ကောင်းတော့လာခြင်းဖြစ်တယ်လက်ခံထားကားဝယ်မှုရှိရထားတဲ့သူတွေကတော့၅ရက်အတွင်းဝယ်ပါဗျာ ကာကောင်းကတဲ့ကာသစ်ကိုပိုင်ဆိုင်ရမယ့်ချိန်ဖြစ်ပါတယ်။ဂျန်တယ်နောက်ဆက်တဲ့ပတ်သက်ပြီးကိုကတော့ရှမ်းမလို့သို့တော်လည်းအမျိုးသမီးတဝူကလည်းကိုကိုရှမ်းလို့လားမျိုးစောင့်ကြည့်တယ်တိုက်ခိုက်တယ်လို့ရှိပါလေဗျာ။အခြေအနေပတ်သက်တဲ့ကိစ္စအိမ်နောက်ကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးဒီမှာတော့ပြတ်သွားတဲ့ချစ်သူပြတ်သွားတဲ့ခွဲခွာသွားတဲ့အိမ်နောက်ဘက်တွေနဲ့ပြန်ပေါင်းထုတ်ရတဲ့အချိန်ဖြစ်ပါလေဗျာ။ဂျမအီနဲ့ပတ်သက်တဲ့ကိစ္စလေးဒီမှာတော့ အရှင်ပြားနဲ့ပတ်သက်တဲ့ယောဂလေကြောင်းနဲ့ပတ်သက်တဲ့ယောဂလေးဖြစ်တယ်ပါလေခံစားရတတ်ပါတယ်ဘုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေတဲ့ဒိဋ္ဌပိတမျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့သတ္တဒီဝမနုဿန်နဲ့အောင်ပြီဆိုဒီနေ့ကိုဒီခုနှစ်ပတ်စစ်ကမှာပဲဖြစ်ပါတယ်တန်တရားကောင်းဘက်ကိုဥတည်ရွေ့လျနေတာ80ရာခိုင်နှုန်းရှိပါတယ်လက်လာပါနဲ့ပတ်သက်တဲ့ကိစ္စမှာ6ခန်းနဲ့ပတ်သက်ပြီးရပါလိမ့်မယ် 600လို့6000လို့6000လို့6သိန်းလို့သိန်း60လို့သိန်း600လို့သိန်း6000လို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတပတ်စလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အဝါရောင်ပါတော်ဝတ်စားတွေကိုဝတ်ဆင်ခြင်းအဖြစ်ကိုယ့်ဘက်ကနေကန်တာစီရမယ်ကန်ခွလန်းကောင်းရကိုပြောတဲ့စကားတွေအောင်မယ်တပတ်လူကိုယ့်ဘက်ပါမယ်တဲရရရတခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့တတိ6လို့ပါတတိဖြစ်ဖြစ်ရတယ်တတိ6လို့အမွေးတိုင်း6တိုင်း တရားကိုပဲလို့ပုံစံလှူဒန်းပြီးတော့ကိုပြည့်ကျင်တဲ့ဆန္ဒတွေကိုလေးလေးနက်နက်ယုံကြည်ကြည်နဲ့အသေးစိတ်အတန်ထွက်ပြီးတဝါရေးဆူတောင်းမှပြန်ဒါဆိုရင်တော့လူကြီးမင်းတို့မှကြုံတွေ့ရမယ်ကန်စာတာအញ្ញခိုက်ပြီးပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေပါပဲဖြစ်ပါလေဗျာအင်္ဂါသာသမီးတွေအတွက်တပတ်စာတဲတော့ကန်ဒီမှာဖတ်ကြားပြဆိုပြီးမှဖြစ်ပါအင်္ဂါသာသမီးဒီချိန်ဒီကာလမှာတော့အရေးကြီးတဲ့စာကျုပ်စာသမ်းမှာလက်မှတ်ရေးထိုးတဲ့ကိစ္စ ငွေကြေးကြီးကြီးမားမားယင်းနှီးမြုပ်နေရတဲ့ကိစ္စတွေဆိုရင်တော့ချိန်ကာလနောက်ကို15ရက်နောက်ဆုတ်ထားမှာဖြစ်သွားတယ်ဒီကြားကာလမှာလောက်တယ်ဆိုရင်တော့အမားတွေ့ရတဲ့ပတ်ဩဇာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ထွက်နေဆုံးရှုံးနေတဲ့ငွေတွေပစ္စည်းတွေရွှေတွေပြန်ဝင်လာဖို့ရှိပါတယ်မိတ်ဆွေပေါင်းတဲ့ကရှာရှာလာဟွာပါတဲ့ဒီကိုယ်ကောင်းချူပြီးတမတော်တဲ့အတူတူဥရွေပေါင်းဆက်ပြီးလောက်တယ်လို့ဆင်ပြေပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ် သတိထားမင်းနေတဲ့နေရာကခကကံကနာမည်ပါတဲ့သူတွေသတိထားရှောက်ခြင်းတကောက်တဲ့နေရာကိုယ်ပေါ်မှာမကောင်းပြောဆိုခြင်းမကောင်းကြံစီခြင်းတွေပြုလို့ဆောင်ရွက်ပါလိမ့်မယ်သာသမီနဲ့ပတ်သက်တဲ့ကိစ္စလွတ်ထားလို့မရဘူးအောက်လငယ်သားနဲ့ပတ်သက်တဲ့ကိစ္စတေချာစောင့်ကြည့်နေဖို့လိုအပ်ပါတယ်ကားဝယ်ဖို့ရှိရထားတဲ့သူတွေရှေ့ရအတွင်းဝယ် ဂျန်နဲ့နောက်ဆက်နဲ့ပတ်သက်ပြီးတော့မျိုးသမီးတဦးကကိုယ့်ကိုရန်လုံးနေတယ်စောင့်ကြည့်နေတယ်မျက်မှောက်ကျိုးနေတာမျိုးတွေရပါတယ်ဗျာအခြေတော်ရင်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့၃ပွင့်ဆိုင်ဖြည့်ရှင်းစရာကိစ္စတွေပေါ်လာတတ်ပါတယ်ကျမရင်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကတော့အစာအိမ်ဥလန်းကြောင်းနဲ့ပတ်သက်တဲ့ယောဂါလေးဖြစ်တတ်ပါတယ်ခံစားတတ်ပါ ဘောဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌပိတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့တတ္တဓိဝမနုဿန်နဲ့အောင်ပြီဆိုရင်ဒီနေ့ကိုပြီးခုနှစ်ပတ်စိတ်ကမှာပဲဖြစ်ပါတယ်။တန်တရားအကောင်းဘက်ကိုဥတည်ရွှေ့လျားနေရ85ရာခိုင်နှုန်းရှိပါတယ်။လက်ရပါနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့900လို့9000လို့9000လို့9000လို့3000လို့3900လို့3900လို့ဝင်လာတက်တဲ့အခြေဖြစ်ပါ တပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အပြာနုရောင်ပါတဲ့ဝတ်စားလေးကိုဝတ်ဆင်ခြင်းအဖြစ်ကိုဘက်ကနေကန်တာစီးရမယ်ကန်ခွန်းလန်းကောင်းရမယ်ကိုပြောတဲ့စကားတရားကိုတပတ်လူကိုပဲပါလာမှာပဲဖြစ်ပါတဲတော့ရတဲ့တခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ကျွေးပကံများတစ်ချက်တည်းကိုတခွားသီး6လုံးထဲအမွေးတိုင်6တိုင်စားယူတယ်မြတ်စွာဘုရားကတ်လူသူတို့လူလန်းပြီးတော့ကိုဖြစ်ခြင်းနဲ့ဆန္ဒတွေကိုလေးနဲ့နဲ့ယုံကြည်ကြည်နဲ့အသေးစိတ် အတန်ထွက်ပြီးတဝါရေးဆူတော်မှာပြဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကန်စားတာညံ့ခိုက်ကြည့်ပြပြောက်ပြီးကောင်းကျိုးချမ်းသာ မင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါလေပြဗုဒ္ဓဟူသားသမီးတွေအတွက်တပတ်စာတဲတော့ကန်ဒီမှာဖတ်ကြားပြဆိုပြီးမှာဖြစ်ပါဗုဒ္ဓဟူသားသမီးတွေယခုချိန်ယခုကာလမှာတော့အလုတ်ပြောင်းနေရပြောင်းအိမ်ပြောင်းအဲ့ရနေရတိုင်းကပြောင်းဒါတွေကြုံရတဲ့အချိန်ဖြစ်တယ်ကောင်းတော့ပြောင်းနေခြင်းဖြစ်ပါတယ် ။ဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမှာတော့ငွေကြီးကြီးကြီးမားမားနှစ်ခါရဖို့ရှိပါလေ။ဝင်ရောဝင်စဉ်ကိုမျိုးမဟုတ်ဘူး။ထိပေါက်တဲ့သူအမှုရတဲ့သူရတတ်ပါလေ။မိတ်ဆွေပေါင်းတဲ့တဲ့ကကခကတဲ့ငါနာမည်ပါတဲ့သူဒီကိုကောင်းကျိုးပေးတယ်။တကားတော့တဲ့ဘူးတွေပေါင်းဆက်ပြီးလှုပ်တဲ့လှုပ်တွေဆင်ပြပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်တတိကြားမယ်နေ့ကနေရစစစစညနဲ့မယ်ပါတဲ့ကြီးတတိကြားရှောင်ကြမှာဖြစ်တယ်တကားနေ့နဲ့နေရကိုပေါ့ မကောင်းပြောဆိုခြင်းမကောင်းကြံစည်ခြင်းတွေပြုလုပ်ဆောင်ရပါလိမ့်မယ်။သာသမီနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးရှိတယ်။အောက်လငယ်သားနဲ့ပတ်သက်တဲ့ကိစ္စအဟောင်းတွေပြန်ရောက်လာတဲ့သဘောလေးတွေတွေ့ရပါတယ်။ကားဝယ်ဖို့ရှိရထားတဲ့သူတွေဝမ်းမတ်တလအတွင်းဝယ်ပါပြတ်။ကားကောင်းကားကြံကားတစ်ကိုပိုင်ဆိုင်ရတဲ့အခြေဖြစ်ပါရန်လေနောက်ဆက်တဲ့ပတ်သက်ပြီးယခုချိန်ယခုကာလမှာရှမ်းလေးဝိုင်းနေတာမျိုးကြုံရတဲ့အခြေဖြစ်ပါတယ်။ သောတရီလာတရီသာတရီနဲ့နေပါအခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့အိမ်တော်ပတ်တဲ့ကိုယ့်ကိုအနိုင်လိုချင်တဲ့သဘောလေးတွေ့ရအဲ့တော့အနိုင်လိုချင်ရှုံးပေးနှလုံးအေးတဲ့စေပေါ့ဗျာဇမ္မာကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးကအာယုံကြောနဲ့ပတ်သက်တဲ့ယောဂဥကောင်းပိုင်းနဲ့ပတ်သက်တဲ့ယောဂလေးဖြစ်တတ်ပါတယ်ခံစားတတ်ပါတယ် ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပိတမျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ဘဂဝါအောင်ပြီဆိုရင်ဒီနေ့ကိုဒီကိုးပဲနဲ့တပတ်တည်းစိတ်ကမှာပဲဖြစ်ပါတန်တရားကောင်းဘက်ကိုဥတည်ရွှေ့လျားနေတာအဲ့ဒီပါစင်ရှိပါလက်လာပါနဲ့ပတ်သက်တဲ့ကိစ္စလေးမှာတော့နှစ်ကနန်းနဲ့ပတ်သက်ပြီးပြန်လိမ့်မယ်နေရ2000 2000 2300 3200 3200ဝင်လာတဲ့အချိန်ဖြစ်ပါ တပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆွေးရမယ်ဆိုရင်တော့အနီရောင်ရဲရဲပါတဲ့ဝစားလေးကိုဝစ်စင်ခြင်းအဖြစ်ကိုဘက်ကနေကန်တာစီရမယ်ကန်ခွန်လန်ကောင်းရမယ်ကိုပြောတဲ့စကားအားရအောင်မယ်တပတ်ကကိုဘက်ပါလာမှာပဲဖြစ်တယ်တဲရရတဲ့တကူညွှန်ကြားပြဆွေးရမယ်ဆိုရင်တော့အဖဘုံမင်းကောင်ချိန်မှန်းပြီးတော့လက်ဖိတ်လေးကွက်အမွှေးတိုင်းလေးတိုင်းကွန်ရလေးရကလူကူတော်ဒူတန်းပြီးတော့ကိုဖြစ်စင်တဲ့ဆန္ဒတွေကိုလေးနဲ့နဲ့ယုံကြည်ခြင်းနဲ့အသေးစိတ် အတန်ထွက်ပြီးတဝိုင်းစုတော်မှာပြဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကန်စားလာညံ့ခိုက်ပြီးပြပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျရှားဥသားသမီးတို့တပတ်စာတဲတော့ကန်ချမောက်ဖတ်ကြားပြဆိုပြီးမှာဖြစ်ပါရှားဥသားသမီးရဲ့ယခုချိန်ယခုကာလမှာစာကျုပ်စာတမ်းတွေမှာလက်မှတ်ကြီးလို့ကြာကိစ္စကြီးပေါ်ဖို့ရှိရဲ့တည်တည်ချာချာဖတ်ရှုပြီးမှာထိုးရမှာဖြစ်ပါ ဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့တိတိဖို့ဖွဲ့ရဲဆိုကြီးတို့ဖနက်တို့နာယူတို့ထဲလေးတို့ဝင်ပါလိမ့်မယ်ကြီးကြီးမားမားတဲ့ဆိုဒေါ်လာတို့တိုက်ကန်တို့တယ်လီဖုန်းတို့ဝင်ပါလိမ့်မယ်ကောင်းသောဝင်ခြင်းဖြစ်ပါတယ်ဗျာမိတ်ဆွေပေါင်းနေတဲ့ကာခကကန်ကနာမည်ပါတဲ့သူတွေကိုယ့်ကိုကောင်းကျိုးပေးတယ်၎င်းတို့နဲ့ပူးတွဲပေါင်းဆက်တဲ့လူတွေစင်ပြေပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ် တတိတာပဲနေတဲ့နေရာတော့တဟနာမည်ပါတဲ့သူတတိတာရှောင်ကြရမှာဖြစ်ပါတယ်။သာသမီနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးရှိတယ်။အောက်လငယ်သားနဲ့ပတ်သက်တဲ့ကိစ္စနှစ်ယောက်ယောက်လာလို့ရှိတယ်။ကောင်းသောလာခြင်းဖြစ်တဲ့လက်ခံထားမယ်ပြ။ကောင်းဝယ်မှုရှိရထားတဲ့သူတွေ၅ရက်အတွင်းဝယ်ပါဗျာ။ရန်နေနောက်ရှင်းနဲ့ပတ်သက်ပြီးဒီချိန်ဒီကာလမှာရန်ရှင်းရန်လင်းနေရာကို ခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့အိမ်တော်ဘက်တွေကကိုယ့်ပေါ်မှာအနိုင်လိုချင်တဲ့စိတ်တွေရှိနေပါတယ်အဲ့တော့ကိုယ့်ဘက်ကနေပြီးတော့အလျှော့ပေးပေါင်းမယ်လို့လိုက်မယ်ဆိုရင်တော့အဆင်ပြေအောင်မြင်ပါလိမ့်မယ်ကျမရေးနဲ့ပတ်သက်တဲ့ကိစ္စတွေရတော့ကြီးပေါင်းယောဂါကြီးဖြစ်တတ်ပါတယ်ဗျာဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပိတမျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ ဝိဇာသာနာတမနောအောင်မီဆိုရင်ဒီနေ့ကိုပရိ၃ဘက်နဲ့တပတ်ကြီးဒီစေကောင်းမှာပဲဖြစ်ပါလေ။တန်တရားအကောင်းဘက်ကိုဥတီပြောင်းလဲနေတာ85ရာခိုင်နှုန်းရှိပါလလဘာနဲ့ပတ်သက်တဲ့ကိစ္စတွေရော200လို့2000လို့2000လို့2သိန်းလို့သိန်း20လို့သိန်း200လို့သိန်း2000လို့သိန်း2000လို့ဝင်လာတတ်တဲ့အချင်းဖြစ်ပါတပတ်စာလက်ကြီးကလာကတော့အဖြူရောင်အဝါရောင်အသားရောင်စင်စွဲရောင်ပါသောဝတ်စားလေးကိုဝတ်ဆင်ခြင်းအဖြစ် ကိုယ်ဘက်ကနေကံတာစီရမယ်ကံခွင့်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တစ်ဖက်လူကိုပဲပါလာမှာပဲဖြစ်ပါတယ်တရရတာတခုညွန်ကြားပြဆိုရမယ်ဆိုရင်တော့ကျေပကံများတစ်ချက်တည်းကို0ကို3ပုံပုံပါမွေးတိုင်း3နိုင်ဆိုင်ဖျောင်းတိုင်း3နိုင်ဆိုင်မျက်စောပြောင်းကတ်တူဘူးဆိုတော့ဒီဘန်းပါဒါဆိုရင်တော့ကန်စတာအညံ့ခိုက်ပြီးပြောင်းပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ် ကြာတာရိတာသမီးတို့တပတ်စာတဲရောကံကြပါဖတ်ကြားပြဆိုပြပါဖြစ်ပါကြာတာရိတာသမီးကယခုချိန်ယခုကာလမှာတော့ရေးကြီးတဲ့လုပ်ငန်းတွေဆိုရင်တော့တဦးတည်းတယောက်တည်းကိုပိုင်ဆုံးဖြတ်ချက်နဲ့လောက်တာတွေလုံးဝလုံးဝရှောင်ရည်တည်နေခြင်းဖြစ်ပါလေတက်သည့်နားလည်ရင်တန်တန်ရင်ညှိနေနိုင်တယ်ခေါင်းအေးထားပြီးလုပ်တဲ့ကာလဖြစ်သွားတယ်ဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ကိုပိုင်ဆိုင်တဲ့ပစ္စည်းတွေတင်ချတင်စီရ တကုတ်ဘုတ်ပိုင်းနဲ့ကြပြောက်ခြင်းကပိုင်းလိုက်ကံခြင်းမိကြံရင်ခဲရခြင်းတွေဖြစ်တတ်ပါတယ်မိတ်ဆွေပေါင်းတဲ့ကစဆဆစညာနာမည်ပါတဲ့သူဒီခုကိုကောင်းကျိုးပေး၎င်းတို့နဲ့ဘုရွေပေါင်းဆက်ပြီးလှုပ်တဲ့လို့ပြီးစင်ပြပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်တတိထားမဲ့နေတဲ့နေရာတော့တထဒဒနာနာမည်ပါတဲ့သူတွေကိုလို့တတိထားရှောင်ခြင်းရမ ၎င်းနေ့နဲ့နေရာကိုပေါ်မှာမကောင်းပြောဆိုခြင်းမကောင်းကြံစီခြင်းတွေပြုလို့ဆောင်ရွက်ပါလိမ့်မယ်။သာသမီနဲ့ပတ်သက်တဲ့ကိစ္စအရွယ်ရောက်ပြီးသားကလေးရှိရဲဆိုရင်အိမ်ကနေထွက်သွားတာတွေပြီးကြုံရတတ်ပါလေ။အောက်လငယ်သားနဲ့ပတ်သက်တဲ့ကိစ္စအဟောင်းထွက်ပြီးအတက်ရောက်လာတတ်ပါကားဝယ်ဖို့ရှိရထားတဲ့သူတွေကိုယ့်ရဲ့အတွင်းဝယ်ပါ။ရတယ်နောက်ချက်နဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့မိမကြီးတဝက ို့ကိုရှမ်းလို့နေတာမျိုးစောင့်ကြည့်တာတိုက်ခိုက်တာမျိုးရှိပါတယ်။ခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ကိုဘက်ကနေ shopping ပေါ့မှသာလည်းအဆင်ပြေပါလိမ့်မယ်။ကျမရင်းနဲ့ပတ်သက်တဲ့ကိစ္စလေးရတော့သွားနာကျင်သွားခိုက်ခြင်းဖြစ်တတ်ပါတယ်။သူစိတ်ကြလာမျိုးတွေကြုံရတတ်ပါ ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပိတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ဂုံတော်၉ပါးပရိ၉ပါးစိတ်တမှာပဲဖြစ်ပါတယ်။ကျမကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးဒီကတော့အစာရင်ဦးလန်းကျောင်းနဲ့ပတ်သက်တဲ့ယောဂါလေးတွေဖြစ်တဲ့တဲ့ခံစားတဲ့တဲ့ဝိပိုက်ပိုင်မကြာခဏအောက်နာမျိုးတွေဖြစ်တတ်ပါတယ်။ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူအတွက်ဒိဋ္ဌံပိရတော့ဆွတ်ဆွတ်ပြောတဲ့ဂုံတော်၉ပါးကိုမဖြစ်မနေစိတ်ပေးပါ။ လက်လာပါနဲ့ပတ်သက်တဲ့ကိစ္စလေးရတော့၄00လို့၄000လို့၄000လို့30000လို့30000လို့30000တောင်တို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတယ်။တပတ်စာလက်ကြီးကလာကိုညွန်ကြားပြဆွေးရမယ်ဆိုရင်တော့အပြာရောင်တို့ဝါရောင်တို့ပါတဲ့ဝတ်စားလေးကိုဝတ်ဆင်ခြင်းအဖြစ်ကိုယ့်ဘက်ကနေကန်တာစီရမယ်ကန်ခွန်လန်းကောင်းရမယ်။ကိုပြောတဲ့စကားလေးအောင်မတစ်ဖက်လူကိုယ့်ဘက်ပါလာမှာပဲဖြစ်ပါတယ်။တဲရရတဲ့အခုကိုညွန်ကြားပြဆွေးရမယ်ဆိုရင်တော့ တောက်တော်ရေတန်ဘူးအသေးရှိဘူးအမွေးတာ၈တန်ပြောင်းတာ၈တန်မြတ်စွာဘုရားကတ္တပုဇောလှူဒန်းပြီးတော့ကိုဖြစ်ခြင်းနဲ့ဆန္ဒတွေကိုရေရေနဲ့နဲ့ယုံကြည်ကြည်နဲ့အသေးစိတ်အတန်ထွက်ပြီးတဝါးဆူတောက်ပါဒါဆိုရင်တော့ဂျင်းမင်းတို့မှာကြုံတွေ့ရမယ်ကံစားတာညံ့ခိုက်ပြီးပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတောက်ကြတာသမီးတို့တပတ်စာတဲလောကကြမှာဖတ်ကြားပြဆိုပြီးမှာဖြစ်ပါတယ် တောက်ကြတတ်သမီးဒီချိန်ဒီကလာမလို့လောက်ကောင်းနေရာကောင်းဌာနကောင်းဇာတုကောင်းဒါတွေကြတဲ့အချိန်ဖြစ်ပါတယ်။ဥဒ္ဓပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမှာတော့တကူကူကန်တဲ့ကြပြောက်တဲ့ကဝိုင်းနိုင်ကန်တဲ့အထူးသဖြင့်တယ်လီဖုန်းယူဆိုင်ကမှာဖြစ်ပါတယ်။မိတ်ဆွေပေါင်းတဲ့နေ့ကကခကကငါနမ်းပဲပါတဲ့သူတွေကိုကောင်းကျူးပေးတယ်ဒါကြောင့်တို့ရဲ့ဘူးတွေပေါက်ဆက်တဲ့လုပ်ပြီးစင်ပြေပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်တတိယအမတ်နေ့နဲ့ညီက ရရလဝပါတဲ့သူတွေသူဒီကရှောင်ခြင်းဟာ၎င်းနေ့နဲ့နေကကိုယ့်ပေါ်မှာမကောင်းပြောဆိုခြင်းမကောင်းကြံစီခြင်းတွေပြုလို့ဆောင်ရွက်ပါလိမ့်မယ်သာသမီနဲ့ပတ်သက်တဲ့ကိစ္စလွှတ်ထားလို့မရဘူးအောက်လက်ငါးသားနဲ့ပတ်သက်တဲ့ကိစ္စမျက်စိတောက်တော့ကြည့်နေဘူးလိုအပ်ပါကားဝယ်ဖို့ရည်ရထားတဲ့သူကြီးကတော့၁၈ရက်ကျော်မှဝယ်ပါဗျာ ချမ်းနဲ့နောက်ဆက်နပတ်သက်ပြီးတော့မြူသားယောက်ျားကြီးတူကကိုရှန်လိုလာမျိုးစောင့်ကြည့်တာမျိုးတက်ခိုက်တာမျိုးကြီးရှိပါခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်အောင်ရင်းနဲ့ပတ်သက်တဲ့ကိစ္စမှာတာယာချင်းပြောရှင်ချင်းကြီးညူးချင်းဆိုတဲ့အချိန်ကာလကောင်းတွေကိုဖြတ်တန်းရမှာပဲဖြစ်ပါကျမရည်နဲ့ပတ်သက်တဲ့ကိစ္စလေးရတာဒူးတို့နားတို့နှာခေါင်းတို့နှလုံးတို့နဲ့ပတ်သက်တဲ့ယောဂါလေးဖြစ်တတ်ပါလေ ခံစားတတ်ပါတယ်ဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပိတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ဘဂဝါအောင်မီဘဂဝါအောင်မီဆိုရတဲ့နေ့ကိုဒီ၅ပဲစိတ်ကမှာပဲဖြစ်ပါတယ်။တန်တရားကောင်းဘက်ကိုဥတီရွှေလျားနေရလဲ90ရာခိုင်နှုန်းပဲဖြစ်ပါတယ်။လက်လာပါနဲ့ပတ်သက်တဲ့ကိစ္စလေးကတက္ကနနဲ့ပတ်သက်ပြီးကြားလိမ့်မယ်။တရားတထောင်တထောင်တသိန်း တိတ်တဲ့ရတိတ်တဲ့ဆောင်တိတ်တဲ့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အပြာနုရောက်ပါသောဝေစာလေးကိုဝတ်ဆင်ခြင်းအဖြစ်ကိုဘက်ကနေကန်တာစီးရမကန်ခွန်းလန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တစ်ဖက်လူကိုဘက်ပါမယ်တဲရရတဲ့တခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ကိုအိညာပဝန်းကျင်မှာရှိတဲ့ကလေးသူငယ်တွေငါးမုတ်ကျော်တို့တန်အားပြုကျူးမှုစုပြန်ခြင်းအဖြစ် လူချင်းမင်းတို့မှာကြုံတွေ့ရမယ်ကံစားတာညံ့ခိုက်ပြီးပြပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျာစနေသားသမီးတွေအတွက်တပတ်စာတဲရော့ကကြပါပတ်စာကြဆိုပြီးမှာဖြစ်ပါတယ်စနေသားသမီးရဲ့ဒီချိန်ဒီကာလမှာတော့အလုပ်ပြောင်းနေရပြောင်းအိမ်ပြောင်းအဲ့ရနေရထိုင်ခြင်းပြောင်းနေကြုံရတတ်တယ်ရှည်တဲ့နှီးဆက်ပတ်သက်တဲ့နေရာတွေပြောင်းရွှေ့နေထိုင်လုပ်ကြရတာတွေကြုံရတတ်တဲ့အချိန် ဩသပစီနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့တည်တည်ဖွဲ့ဖွဲ့တဲ့ဆိုထီးလို့ဖက်နဲ့လို့နာယူအထဲလေးတို့ဝင်ပါလိမ့်မယ်ကြီးကြီးမားမားတဲ့ဆိုဒေါ်လာလို့တိုက်ခိုင်းလို့တယ်လီဖုန်းလို့ဝင်ဝင်ပါလိမ့်မယ်မိတ်ဆွေပေါင်းနေတဲ့ကအာဤဥအေဩအောင်းတို့အေးတို့ဤတို့ပါတဲ့သူတွေကိုယ့်ကိုကောင်းကျိုးပေးတယ်၎င်းတို့နဲ့ပူတွေပေါင်းဆက်တဲ့လို့ပြီးဆင်ပြေပါလိမ့်မယ်အောင်းနေပါလိမ့်မယ်တတိယမင်းဒီနဲ့နေကပါဖပပမ နာမည်ပါတဲ့သူတွေတတိဒါရှောင်ကြရမှာဖြစ်ပါတယ်။တာသမီနဲ့ပတ်သက်တဲ့ကိစ္စလွတ်ထားလို့မရဘူး။အောက်လက်ငတာနဲ့ပတ်သက်တဲ့ကိစ္စမျက်စိတော်တော်ကြည့်နေဖို့လိုအပ်ပါတယ်။ကားဝယ်ဖို့ရည်ရထားတဲ့သူတွေကတော့16ရက်ကျော်မှဝယ်ပါဗျ။ channel နောက်ဆက်နဲ့ပတ်သက်ပြီးတော့ကိုကတော့ရံမလို့တော်လည်းပဲမိမတယောက်ကကိုကိုရံလို့လည်းတိုက်ခိုက်တာမျိုးစောင်းကြောင်းတာမျိုးရှိပါ ခြေရည်နဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့အိမ်တော်ဘက်တွေကခကြီးလွန်နေတာလို့ခကြီးထွက်နေတာလို့အဆက်အသွယ်တွေပြတ်တောက်နေတာလို့ Facebook Messenger Viber နေဘလော့သွားတာမျိုးတွေကြုံရတဲ့အချိန်ဖြစ်ပါတယ်။ကျမကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေရောလက်တစ်ဖက်ထုံမှကျင်တာကြိုက်တာခဲတာတွေဖြစ်တတ်ပါလေ။ဘုရားဘာသာကိုယ်ကိုယ်တဲ့သူတွေအတွက်ဒိဋ္ဌိတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်။ဆိုရင်တော့ ဝိသသာရဏတမန်တော့အောင်ပြီဆိုရင်ဒီနေ့ကိုပြီ၃ပတ်နဲ့တပတ်တည်းစိတ်ကမှာပဲဖြစ်ပါ။ကံတရားကောင်းမဲ့ကိုဥတည်ရွှေလျာနေတာ60ရာခိုင်နှုန်းရှိပါ။လက်လာပါနဲ့ပတ်သက်တဲ့ကိစ္စဒီမှာရှစ်ကနန်းကိုအကြောင်းပြုဝင်လာဝင်လာပါလိမ့်မယ်။ရှစ်ရာလို့ရှစ်ထောင်လို့ရှစ်တောင်းလို့ရှစ်သိန်းလို့သိန်း80သိန်း800သိန်း800ဝင်လာတတ်တဲ့အချိန်ဖြစ်ပါ။ တပတ်စာလက်ကြီးကလာညွှန်ကြားပြဆွေးရမယ်ဆွေးနာဖြူအောင်ဆင်းလေးတွေအကွက်ကလေးတွေအပွင့်လေးတွေပါတယ်ဝတ်စားတွေကိုဝတ်ဆင်ခြင်းအဖြစ်ကိုဘက်ကနေကန်တာစည်းရမယ်ကန်ခွန်းလန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တပတ်လူကိုပဲပါလာမှာပဲဖြစ်ပါတယ်တဲရရတဲ့တခုညွှန်ကြားပြဆွေးရမယ်ဆိုရင်တော့လီပိုပလင်းတလုံးပေါ်မှာဆဲရောင်ပြောင်းတဲ့တိုင်းဆိုင်ရမျက်စွာပြောင်းမနေ့တိုင်းကလူပူတို့လှူဒါန် ဒါဆိုရင်တော့ကန့်စားတာညံ့ခိုက်ပြီးပြပြောက်ပြီးကောင်းကျိုးချမ်းသာမြင်ကလာလေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျာ